မုံမြုံနယ်နဲ့ကြောက်ကြီးမြုံနယ်အတွင်းကခြေရွာတွေကိုစစ်ကောင်စီကမြေပြင်နဲ့ဝဟင်ကနေတိုက်ခတ်နေတာကြောင့်ဒေသခံပြည်သူတထောင်ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ဆောင်ရေးကူညီပေးသူတွေကပြောပါရယ်အောက်ခံပေးပို့ထားပါရယ်ခင်ဗျာကင်းမြို့သားစီယုံကရင်ယုံတပ်မတော်နေပြီဘကိုးတိုင်းမုံမြုံနယ်နဲ့ကြောက်ကြီးမြုံနယ်အတွင်းကခြေရွာတွေကိုစစ်ကောင်စီရဲ့အုံတော်ခြေဆိုင်ခမငါကိုကိုမုံမြို့ခြေဆိုင်ခမငါကိုတုံကြတရင်ကနေလည်းကြီးပြင်းလုံးရင်းနဲ့ဘုံကျတိုက်ခိုက်နေပါတယ် ဒါအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိုင်ချတက်ဆွဲထားတဲ့နတ်တန်ဝင်းရေရင်းကုန်းအုံမင်းစုကနေလက်နက်ကြီးတွေနဲ့နေတိုင်းလူလူပစ်ခတ်နေပါတယ်။မတ်လ9ရက်နေ့ကစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ငထုစုကြီးရွာကိုစစ်ပေးဆောင်ရောက်ရှိနေတဲ့ရင်းနိုင်ကုန်းကြီးရွာကကိုဝင်ဆောင်မျိုးသမီးနေရာမှာတင်သေဆုံးပြီးမျိုးသားဖြစ်သူကလက်ထိတန်းရာတွေရရှိခဲ့ပါတယ်။သူကတော့ဒီကောင်ပေါ်ဒီကောင်တက်နာမှာပဲသူတို့မှလာပြီးတော့မှနေရာလေးရှိတာ ရတယ်မှမနေရဘူး။အဲ့ရှောင်းဦးရဲ့အရာပြောမယ်ဆိုတော့တကောင်းကြော်မှာပေါ့။အခုကတော့ကျွန်တော်တို့ပြည်သူတွေဒီသူဒီပဲချမ်းနေမှာလာပြီးတော့စစ်ပေးဆောင်လာတဲ့ပြည်သူတွေဒီခတ်တွေတော့ဟိုအဲ့ဟိုမြေဆိုင်ရာတို့ဒီဒီပဲချမ်းနေမှာလာပြီးတော့စစ်ပေးဆောင်တဲ့လူတွေအတွက်တော့တော်တော်လေးဟုတ်ပါအဲ့တော့ကြောက်ကြရရင်လည်းသလိုရှိကြတာပေါ့။ဘာဖြစ်လဲဆိုတော့လက်နဲ့ကြီးတဲ့ကရွာထဲကိုပဲတက်တက်ပြစ်တဲ့ခါကျတော့အကူက ထိတာများတာလည်းဒီစစ်သေးဆောင်စစ်သေးဆောင်တွေပဲထိတာစစ်သေးဆောင်တွေပဲထိတယ်ရှိကောင်စီကမြေပြင်နဲ့ဝင်ငါမှာဘုံချက်တိုက်ခိုက်တာကြောင့်မိုးရုံနယ်တွင်းကအုံတော်၊ငပယ်စုပ်၊ကျွန်းတော်၊ပေါလောင်းစဲ၊တက်ကုန်း၊ရောင်းစတဲ့ကြီးရွာဆဲရွာနဲ့ကြောက်ကြီးမြို့နယ်တွင်းကနတ်တန်ငွင်အုပ်စု၊ဘုံရှိကုန်း၊ရေရင်းကုန်းစတဲ့ကြီးရွာကဒေသခံတပေါင်းကျော်ဟာထွေပြေးတင်းရှောင်နေရပါတယ်။ရှိကောင်စီကမြေပြင်ကနေထိုးစစ်ဆင်တာမရတာကြောင့်နေတိုင်းလူလူလက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ လည်းကြည့်ပြခဲ့မှာတော့နေ့တည်းပါပဲဒီနေ့ရမိုးဒီနေ့ရဖြစ်နေကြပဲဒီနေ့တော့မှဒီလိုမွေးရမြရဆိုရဲမှလည်းကြည့်တာကြားနေ့နေ့ဒီနေ့ရမိုးဒီနေ့ရတော့လည်းကြည့်ရတော့ထုနေတော့နေ့တည်းပဲဒီလည်းလေဒီကလေးရည်တော်မှာဟိုဝဲကြီးလူအပဲမှာရှိတဲ့လူလေလူနာဒီဒီဘက်ကိုရှေ့ရတာရှိတယ်လေသူကဒီဘယ်လိုပြောမြေကြီးတားနေလဲသူကထိုးချင်းစီလုံးမမရတော့တာ ဒီဒါနေနဲ့သူစစ်လို့မရတဲ့အခါကျတော့ဒီဟာသူတို့ကလုတ်ကြရတာပဲရှိတယ်။စစ်ပွဲတိတိလေးလေးလေးချအားပဲတဲ့ပွဲမဖြစ်လဲချကြည်လားချရတယ်။တမောသုံးနေမြေမှာ2025ခုနှစ်တွင်ရှစ်ကောင်စီကလေချောင်းတိုက်ခိုက်မှု၃ကြိမ်နဲ့နဲ့ကြီးပြစ်ခတ်မှု100ကျော်ဒုံမှုကျချတိုက်ခိုက်မှု16ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ၄ရောက်တည်ဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိကာလူနေအိမ်35လုံးဘာသာရေးကျောင်း2ကျောင်းစာသင်ကျောင်း3ကျောင်းထိခိုက်ပျက်စီးခဲ့တဲ့ပြင်အကြောင်းမဲ့ဖမ်းဆီးခံရသူတယောက်ရှိခဲ့တယ်လို့ မတ်လ9ရက်နေ့ကကင်းရင်ရေဘော်ကူညီကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်ကျွန်တော်အောင်ခံပါ